ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့ပေါ်မှာစစ်ခွေးတပ်ကလူငယ်အယောက်တရားကြောကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့လူငယ်တအုပ်ကိုငွေကျပ်သိန်းတရာနဲ့ပြန်ရွေးခိုင်းကောင် မရွေးနိုင်တဲ့လူငယ်တွေကိုတောင်ကြီးမြို့မှာရှိတဲ့စစ်သားစုဆောင်ရေးတပ်ထဲကို ပို့ဆောင်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းမျိုးပေါ်မှာရှိတဲ့ရက်ကွက်များနဲ့လမ်းစုံလမ်းခွများမှာစိတ်ခွေးတက်ကအလုတ်သွားအလုတ်ပြန်လူငယ်အယောက်တရားကျော်ကိုပေါ်တောင်ဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခဲ့တဲ့လူငယ်များဟာအသက်20ကနေပြီးတော့အသက်35နဲ့ဝန်းကျင်အတွင်းရှိတယ်လို့သိရပါဗျ။ဖမ်းဆီးခဲ့တဲ့လူငယ်အယောက်တရားကျော်တွေကငွေကြေးတက်နိုင်တဲ့မိသားစုတွေကတော့လူငယ်အယောက်20ဦးကို ငွေကျပ်30ကကနေငွေကျပ်300အတွင်ပေးပြီးတော့ရွေးယူသွားတယ်လို့သိရပါဗျ။ပတ်စံမတက်နိုင်နဲ့မရွေးနိုင်မဲနဲ့ကြံနေခဲ့တဲ့လူငယ်အယောက်80ကျော်ကိုတောင်ကြီးမြို့မှာရှိတဲ့စစ်သားစုဆောင်ရေးတပ်များထံကိုစစ်ကားများနဲ့ပို့ဆောင်လိုက်တယ်လို့သိရပါဗျ။စစ်ခွေးတွေကသခိုင်းမြို့ပေါ်ကို၄နေရာခွဲပြီးလူငယ်တွေကိုပေါ်တာဆွဲတာပါ။အဲ့ဒါကလူငယ်အယောက်100ကျော်တဲ့တချို့ပတ်စံရှိတဲ့သူတွေဆိုရင်300နဲ့စစ်ခွေးတွေကပြန်ရွေးခိုင်းတယ် ပတ်စံတိတ်မတက်နိုင်တဲ့သူတွေကတော့သိန်း20နဲ့ရွေးခွင့်ပေးတယ်။အဖမ်းခံရတာကုမ္ပဏီကားမောင်းတဲ့သူတွေရေးတန့်ပို့တဲ့ကားမှလိုက်တဲ့အလုပ်သမားတွေနဲ့မလုသွားတဲ့လူငယ်တွေကိုဖမ်းတာပါ။စစ်ခွေးတွေကစကိုင်းမျိုးပေါ်မှာနေရာ၄နေရာခွဲပြီးဖမ်းတယ်။စကိုင်းမျိုးပေါ်မှာလမ်းစုံကျတဲ့နေရာတွေကိုစစ်ခွေးတွေကပိတ်ပြီးဖမ်းတာပါ။ဘလို့မှရှောင်လို့မရဘူး။သူတို့ကြိုက်တဲ့လူငယ်တွေဆိုရင်ဆွဲဖမ်းတယ်။စစ်ခွေးတွေပေါ်တာဆွဲဖမ်းစီတဲ့လူငယ်တရာကျော်တွေကလူငယ်အယောက်20ကတော့ခံမှန်းချေပြတ်လွတ်လာပါတယ်။ တောင်ကြီးစစ်မှုထမ်းတင်နန်းကျောင်းနဲ့စူဆောင်းရေးတပ်တွေစီကိုကျန်တဲ့အယောက်80ကျော်ကိုပို့လိုက်တယ်လို့ဖမ်းဆီးခဲ့တဲ့လူငယ်တအုပ်ရဲ့မိဘမိတ်ဆွေတအုပ်ကရှင်းပြထားပါဗျ။မလားတူပဲနိုဝင်ဘာလ25ရက်နေ့နဲ့26ရက်နေ့ကလည်းသခိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်ခွေးတပ်ကနေရုံးကြပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအနည်းဆုံးလူငယ်အယောက်40ထဲမနည်းကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်အတွက်ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတပ်ကဖမ်းဆီးသွားတဲ့လူငယ်များဟာအသက်20ကျော်အရွယ်များဖြစ်တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ခွေးတပ်က2024ခုနှစ်မေလကစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်တင်နှံများကိုဖွင့်လှစ်ခဲ့ရာယခုကစစ်မှုထမ်းတင်နှံအပတ်စဉ်20အထိကိုရောက်ရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ